နာကျောင်းသူများမင်္ဂလာပါဆရာကတော့ဓတမရန်တင်ယုတ်သည်မြန်မာစာဘာသာရပ်ကိုတင်ပြဆွေးနွေးသွားမယ်ဆရာဦးဝေရံဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဗိုလ်ချုပ်အောင်ဆန်းဤကျောင်းသားဘဝနှင့်ပညာရေးအမြင်အကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ် ဒေတင်ကန်းစာကိုလေ့လာခြင်းအဓိကရွယ်ချက်ကတော့ဗိုလ်ချုပ်အောင်ဆန်း၏ကျောင်းသားဘဝနှင့်ပညာရေးအလေးထားသောသဘောထားအမြင်ကိုသိရှိစေဖို့နောက်ဗိုလ်ချုပ်အောင်ဆန်း၏အရေးအသားကိုသိရှိစေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီတင်ကန်းစာကို ဘယ်ကနေကောင်းထုတ်ထားတာလဲဘယ်သူရေးတာလဲဘယ်ခေတ်တုန်းကရေးတာလဲဒါတွေကိုလေ့လာကြည့်ကြရအောင်ဘိုးကျောင်းဆိုင်အကြောင်းသားဘဝနဲ့ပညာရေးအမြင်ဆိုတဲ့စကားပြေကတော့တုတ္တဆောင်ပါစကားပြေအမျိုးအစားပဲဖြစ်ပါတယ်ဘယ်ခေတ်မှာရေးခဲ့တာလဲဆိုတော့ကိုလိုနီခေတ်ဖြစ်ပါတယ်ဒီဆောင်ပါကိုဘယ်ကနေကောင်းထုတ်ထားတာလဲဆိုတော့ဘိုးကျောင်းအောင်ဆန်းကိုရိုင်းရေးတဲ့အထုပ်ပတ္တိကနေကောင်းထုတ်ထားခြင်းပဲဖြစ်ပါတယ် ဆက်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်၏အထုပ်ပတိအကျဉ်းကိုလေ့လာကြည့်ကြရအောင်ဗိုလ်ချုပ်အောင်ဆန်ကိုမကွေးတိုင်းနမောက်မြို့မှာမြန်မာတက်ဂရိတ်1986ခုနှစ်ခရစ်နှစ်1955ခုနှစ်မှာဖွားမြင်ပါတယ်ဖခင်ကတော့အမိန်တော်ရအရှင်းနေဥဖဖြစ်ပြီးတော့မိခင်မှာဒေါ်စုဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်ရဲ့ငယ်နေမိကတော့မောင်ထိန်လင်းဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်ဆိုလို့ရှိရင်နမောက်မြို့ဆရာတော်ဥတော်ပိတကြောင့်ရင်းနှံကြောင်မြို့ မျိုးသားအထက်တန်းကျောင်းနဲ့ရန်ကုန်တက္ကသိုလ်တို့မှာပညာစီပူခဲ့ပါတယ်။အဲ့ဒီရန်ကုန်တက္ကသိုလ်ကျောင်းသား sorry ရန်ကုန်တက္ကသိုလ်မှာဆိုလို့ရှိရင်ကျောင်းသားများတက်မကအမှုဆောင်ဖွဲ့ဝင်အိုးဝေမဂ္ဂဇင်းတာဝန်ခံအက်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲအိုးဝေမဂ္ဂဇင်းအင်္ဂလိပ်စာကဏ္ဍမှာပါဝင်တဲ့ငရဲခွေးကြီးလွတ်နေသည်ဆိုတဲ့ဆောင်းပါးနဲ့ပတ်သက်ပြီးတော့တက္ကသိုလ်အာဏာပိုင်တွေကအိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာကိုအောင်ဆန်းကိုကြောင်းထုတ်ခဲ့တယ်။ဒါကြောင့်မို့လို့ចောင်းသားတွေမခံမရနိုင်ဖြစ်ပြီးတော့တပိတ်မှောက်ကြရာကနေ1936ခုနှစ်မှာចောင်းသားတပိတ်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။1938ခုနှစ်မှာတော့ကိုအောင်ဆန်းအားဆိုလို့ရှိရင်ဝိဆာပွဲရခဲ့ပါတယ်။1939 38ခုနှစ်မှာတော့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးရင်ဒုဗမာစည်းအုံးကိုဝင်ရောက်ပြီးတော့အတွင်ရမှုတာဝန်ကိုလည်းထမ်းဆောင်ခဲ့ပါသေးတယ်။ ရဲဘော်၃ချိတ်ကိုဥဆောင်ပြီးတော့မြမလွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ဗိုလ်ချုပ်အဆာဆိုလို့ရှိရင်ဗိုလ်ဒေသာအမိခံခဲ့ပါတယ်။1942ခုနှစ်မှာတော့ထိုင်းနိုင်ငံဗန်ကောက်မြို့မှာဗမာလွတ်လပ်ရေးတပ်မတော်ကိုဖွဲ့စည်းပြီးတော့မြန်မာနိုင်ငံအတွင်းကိုခြေတက်လာခဲ့ပါတယ်။မြန်မာနိုင်ငံကိုဂျပန်နေသိမ်းပိုက်ပြီးတဲ့နောက်မှာဗမာကာကွယ်ရေးတပ်မတော်ဖွဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့စစ်တေနာပတိဖြစ်လာခဲ့ပါတယ်1943ခုနှစ်မှာဆိုလို့ရှိရင် ဂျပန်ခေအစိုးရအဖွဲ့မှဗိုလ်ချုပ်အောင်ဆန်းဟာကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ပါတယ်။ဖက်ဆစ်ဂျပန်တော်လှန်ဘုတ်အတွက်1944ခုနှစ်ဩဂုတ်လမှာဖက်ဆစ်တိုက်ဖြတ်ရေးပြည်သူ့လွတ်လပ်ရေးဖွဲ့ချုပ်ဖာတာပါလာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီးတော့လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ပါတယ်။1945ခုနှစ်မတ်လ29ရက်နေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ကဖက်ဆစ်ဂျပန်တွေကိုတော်လှန်ခဲ့ပါတယ်။အင်္ဂလိပ်တွေပြန်ဝင်လာတဲ့အခါမှာဖက်ဆစ်စန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဖာစာပါလာကို လျှို့ဝှက်ဖွဲ့စည်းတဲ့အခါမှာအဲ့ဒီအဖွဲ့မှာပဲဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်အစိုးရအဖွဲ့ကိုလည်းခေါင်းဆောင်ခဲ့ပါတယ်1948ခုနှစ်မှာဆိုလို့ရှိရင်မြန်မာလွတ်လပ်ရေးအတွက်အင်္ဂလန်နိုင်ငံကိုသွားရောက်ဆွေးနွေးခဲ့ပြီးတဲ့နောက်အောင်ဆန်းအတလီစာချုပ်ချုပ်ဆိုခဲ့တဲ့1948ခုနှစ်ဇူလိုင်လ19ရက်နေ့မှာတော့အတွင်းဝန်ယုံ၌အစည်းအဝေးကျင်းပနေတဲ့အချိန်မှာနယ်ချက်လက်ပါစီတစုရဲ့လောက်ကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ် ဘုကျော်အောင်ဆန်းအားဆိုလို့ရှိရင်စာရေးစာဖတ်ဝါဒနာပါသူဖြစ်တဲ့စစ်မဖြစ်မီကတကုံမဂ္ဂဇင်းမှာဆောင်းပါးတွေရေးသားခဲ့ပါတယ်။လွတ်လပ်ရေးရပြီးလို့ရှိရင်တော့နိုင်ငံရေးကနေအနားယူမယ်။ပြီးရင်စာရေးပြီးတော့အေးလူလူနေရန်ကြံရွယ်ကြောင်းကိုလည်းမကြာခဏထုတ်ပေါ်ခဲ့ပူပါတယ်။ဒါကတော့ဆရာတို့ကဘုကျော်အောင်ဆန်းရဲ့အထုပ်ပတိအကျင့်ကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့သူ့ရဲ့အကြောင်းသားဘဝနဲ့ပညာရေးအမြင်အကြောင်းကိုလေ့လာကြည့်ကြရအောင်။ ဒါကကိုရံရေးအထုပ်ပတ်တိဖြစ်တဲ့အတွက်ကြောင့်ဒီစာထဲမှာကျွန်တော်ဆိုတဲ့စကားလုံးတွေကိုတွေ့ရမှာဖြစ်ပါတယ်။အဲဒါဆရာကသူ့ရဲ့မူရင်းစာတိုင်းမပြဲကျွန်တော်ဆိုတဲ့အသုံးနဲ့ပဲပြင်ပြမှာဖြစ်ပါတယ်ဖတ်ပြမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိခင်ဖခင်နှစ်ဦးစလုံးပါဆိုလို့ရှိရင်ညံကောင်းတဲ့အမျိုးဖြစ်ပါတယ်။ကျွန်တော်ရဲ့ဖခင်ရဆိုလို့ရှိရင်ရှေ့နေစာမေးပွဲမှာမြန်မာတပြည်လုံးတတိယဆွဲခဲ့ပါတယ်။ကျွန်တော်တို့ညီအကိုအားလုံးပါဆိုလို့ရှိရင်လည်းညံကောင်းကြပါတယ်။ဒါပေမဲ့လို့ဒုတိယအကိုကြီးက စာသင်အထူးပြင်းလာတဲ့အတွက်ကြောင့်အခြားညီကိုများကဲ့သို့ပေါက်ပေါက်ရောက်ရောက်ပညာမတတ်ပါဘူးကျွန်တော်ရဲ့အကိုများဝမ်းခွဲညီကိုများဦးလေးများဟာဆိုလို့ရှိရင်မိမိတို့ဆိုင်ရာကျောင်းစာမေးပွဲတွင် ထိတ်တန့်ကြကြအောင်မြင်ကြသူများကြီးဖြစ်ကြပါလေကျွန်တော်တို့ရဲ့မိဘအရာဆိုလို့ရှိရင်ပညာကိုလည်းအထူးလိုလားကြတယ်ကျွန်တော်ရဲ့အကိုများကို၅နှစ်တာအရွယ်ကနေစပြီးတော့ကျောင်းထားခဲ့ပါတယ်ကျွန်တော်တယောက်သာအငယ်ဆုံးဖြစ်တဲ့အတွက်ကြောင့်လိုလိုက်ထားတဲ့အတွက် အသက်၈နှစ်ရောက်မှသာကျောင်းစနေရပါတယ်ကျွန်တော်ကျောင်းနေလာရင်အကြောင်းကိုပြောရပါအောင်မယ်ကျွန်တော်ရဲ့အထက်အကိုကိုအောင်တန်းကအသက်၁၇ခန့်မှာရှင်ပြူပါတယ်အဲ့ဒီအခါကိုအောင်တန်းမှာမြမ၆တန်းရောက်နေပြီဖြစ်ပါတယ်ကျွန်တော်ကတော့အသက်၈နှစ်ထဲရောက်နေတော့လည်းပဲကျောင်းမနေရသေးပါဘူးရှင်ပြူအခမ်းအနားဖြင့်ကိုအောင်တန်းတို့ရှင်လောင်းဆင်တဲ့အခါကျွန်တော်လည်းရှင်လောင်းဖြစ်ချင်တဲ့အတွက်ကြောင့်မိခင်ဖြစ်သူ ဒေါ်စုကိုပူဇော်ပါတယ်အဲ့ဒီခါမှာမိခင်ကရှင်လောင်းလုတဲ့လူကစာတက်မှ ဖြစ်မယ်လို့ပြောတဲ့အတွက်ကြောင့်ចောင်းနေပါတော့မည်ဟုဂရိပေးကအဲ့ဒီကနေမှចောင်းစနေပြတာပဲဖြစ်ပါတယ်တန်းကျော်တက်ခဲရတဲ့အတွက်ကြောင့်၄နှစ်နဲ့ဆယ်တန်းအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်အင်္ဂလိပ်မြန်မာတက်သမတန်းစာမေးပွဲမှာဆိုလို့ရှိရင်မြန်မာတပြည်လုံးနဝမဆွဲခဲ့ပြီးတော့အထက်တန်းစကောလာရှင်ရခဲ့ပါတယ် ဗုဒ္ဓဘာသာကျောင်းနဲ့အမျိုးသားကျောင်းတွေမှာပထမဆွဲခဲ့၍ဥရွှေကိုစုကိုရရှိပြီးတဲ့နောက်မှာရန်ကုန်တက္ကသိုလ်မှာ6နှစ်ခွဲမြားနေခဲ့ပါတယ်။နိုင်ငံရေးစိတ်တမ်းမှုကြောင့်ကျောင်းစာတွေကိုမလေးကျက်တဲ့အတွက်ကြောင့် BA အထက်တန်းအထိအောင်ရုံသာအောင်ခဲ့ပါတယ်။ BA အထက်တန်းနှစ်မှာဆိုလို့ရှိရင်ကျောင်းသားတပိတ်မှောက်ခေါင်းဆောင်တူဖြစ်တဲ့အတွက်ကြောင့်လှုပ်ရှုပ်နေတယ်။အဲဒီလိုလှုပ်ရှုပ်နေတဲ့အတွက်ကြောင့် BA စာမေးပွဲကိုတစ်နှစ်မပြေပဲနေခဲ့ရပါတယ်။ Now BL အတန်းကိုတက်ခဲ့တယ်။အတန်းလည်းမှမမတဲ့စာအုပ်လည်းမရှိမှတ်စုလည်းမထားစာလည်းမကြည့်မိမိစိတ်တန်ရာနိုင်ငံရေးကိုဒါလိုက်စားတဲ့အတွက်ကြောင့် BL ပထမနှစ်စာမေးပွဲမှာပဲကြာရှုံးခဲ့ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တသက်မှာစာမေးပွဲပထမဆုံးနဲ့နောက်ဆုံးကြာရှုံးခြင်းပဲဖြစ်ပါတယ်။ကြာရှုံးတော့လည်းပဲဥပဒေရာဇဝင်ဖြစ်တဲ့ပထမမေကွန်းစာမှာဆိုလို့ရှိရင်ကျွန်တော်ပထမရခဲ့ပါတယ်။ ဒုတိယဘီယံနှစ်မှာဆိုရင်တော့နှစ်စီအောင်ကျွန်တော်မနေတော့ပါဘူးဥရောပတိုင်းမှာမြူနစ်စာချုပ်မချုပ်ဆိုမီစစ်ဖြစ်မတဲ့အခြေအနေနဲ့မြန်မာပြည်မှာအထူးကယုံခြေနေများကိုထောက်ဆပြီးတော့တိုင်းပြည်အတွက် ကိုတိလက်ရောက်လောက်ကန်ရင်ကျောင်းကနေနှစ်ဝက်မှာထွက်ပြီးတော့တခင်ဘွားတို့ပြောင်းခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ဇေယျတို့ကဗိုလ်ချုပ်အောင်ဆိုင်ကျောင်းသားဘွားကိုလေးလာခဲ့ရတာပဲဖြစ်ပါတယ်ဆက်ပြီးတော့ဒီဗိုလ်ချုပ်အောင်ဆိုင်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအမြင်ကိုလေးလာကြည့်ကြရအောင် မြန်မာစာတင်ဘုန်းကြီးကျောင်းနေရာစဉ်ကကျွန်တော်အထူးမပြောပိုက်တဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒီအချက်ကကစားခုံစားခြင်းကလေးဘာဝတစ်ပင်တက်ရေကူးအလုံးမျိုးပိတ်ပင်ခြင်းပဲဖြစ်ပါဒီအချက်တွေအရဆိုလို့ရှိရင်ကျွန်တော်တို့မိဘတွေလည်းတဘောတဲ့လောက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မှာတစ်ပင်တက်ခြင်းရေကူးခြင်းစတဲ့ကိုယ်လက်ကျမ်းမှကျင်လည်မှုကိုလေ့လာခွင့်မရပါဘူးတစ်ပင်တက်ဒီကိုမြင်ရင်အဆိုးအမြီခံရတယ်ရေကူးတာကိုသိရင်အယိုက်ခံရတယ်ဒါကြောင့် ယနေ့ထိကျွန်တော်ဆိုလို့ရှိရင်ဉာဏ်ပညာဘက်မှအခွင့်အလမ်းရခဲ့၍ပေါင်းမြောက်ခဲ့တဲ့လားကိုလက်ကျမ်းမာကျင့်လေရေးမှာတော့အခွင့်အလမ်းမရခဲ့ဘဲနဲ့များစွာချွတ်ယွင်းနေတာပဲဖြစ်ပါတယ်။ရေနံကျောင်းမြို့သားကျောင်းနေစဉ်ကလည်းအခွင့်အလမ်းမရခဲ့ပါဘူး။မရခဲ့ဒီမှာမြို့သားကျောင်းဖြစ်တဲ့အတိုင်းဆင်းရဲတဲ့အတွေ့ကစားခုံစားလေ့ကျင့်ရနေရာကရိယာတစားပလာတွေမထားနိုင်လို့ပဲဖြစ်ပါတယ်။မြမပြည်မှာဘုံကြီးကျောင်းနေနဲ့ရှေးလူကြီးများရဲ့အချို့အယူဆတွေကို ခင်းတဲ့လေရောအောင်ပြုပြင်တင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်မြန်မာပြည်နဲ့မြန်မာလူမျိုးတို့အခြေအနေအရဆိုလို့ရှိရင်တိုးတင်းတလောက်တိုးတက်မြီမဟုတ်ပါဘူးနောက်တစ်ခုပညာဆိုတာစာအုပ်စာတမ်းဖတ်၍စာသိမှုကိုပညာလို့မဆိုပါဘူးပညာဆိုတာအတိုင်းအဆမတင်အလွန်ကျဲပြောနည်းနည်းလှပါတယ်လောကပြင်ကျဲသည်ဟုသောကြောင်းကြီး၌ကျွန်ုပ်တို့သည်ပကက်တွင်းမှသည်မြေကြီးထဲသို့ရောက်သည့်အထိပညာတင်သားများဖြစ်နေကြလေသည် ဒါကြောင့်မို့လို့ပညာသင်ကြားမှုဟာဆိုရင်အမှန်စစ်စစ်အားဖြင့်လူဤတက်တက်ပံတွင် ကုံဆုံးတည်ဟုမဆိုနိုင်ပါဘူးပညာတတ်သူသည်လောကရှိအရာရာကို အခွင့်အလန်းအလိုက်ဆင်ခြင် သုံးသပ်နိုင်စွမ်းသောဉာဏ်အားကို၎င်းမိမိဉာဏ်အမြင်ရစိတ်နေစိတ်ထားစိတ်ဓာတ်တို့ကို၎င်းပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင်ဖြစ်ပါတယ်ဒါကတော့ဘုကျောင်းဆိုင်ပညာတတ်သူအပေါ်ပညာတတ်သူဆိုတဲ့ စကလုံးပေါ်မြင်တဲ့တွေ့ထင်မြင်ယူဆချက်ပဲဖြစ်ပါဘီပဲအောင်အောင်ပါရဂုဘွယ်ကြီးပဲရရပထမကျော်ကြီးပဲဖြစ်ဖြစ်အသက်အရွယ်ဘလောက်ပဲကြီးရင်နေနေပညာဆိုသောတဘာဝအတိတ်ပဲကို ကောင်းစွာသုံးသပ်နားလည်ခြင်းမရှိဘူးဆိုရင်တော့တကယ်အရာမရောအသုံးမဝင်နိုင်ပါဘူးပညာဆိုတာစာအုပ်တွေထဲ၌သာရှိတာမဟုတ်ပါဘူးစာအုပ်တွေကိုကြော်ပြီးတော့ညင်ဆွမ်းနိုင်ခြင်းကိုဆောင်နိုင်ရပါမယ် ပညာလူရဲ့ဉာဏ်ကိုသာပြုပြင်တိုးချဲ့ယုံတာမဟုတ်ပါဘူးလူရဲ့စိတ်နေစိတ်ထားအယူအဆတွေကိုလည်းတိုးတက်စေရပါမယ်လူရဲ့စန္ဒာအားလုံအားကိုနူးညွတ်စေရမယ်ရာဇဝင်တည်ယုံတာမဟုတ် ရာဇဝင်ကို ဖန်တီးနိုင်စေရပါမယ်လောကရပညာကိုတည်ယုံတာမဟုတ်လောကရပညာကို တိုးချဲ့နိုင်ရပါမယ်ပထဝီပညာကိုတည်ယုံတာမဟုတ်ညေတိရေတိတောတောင်တိတို့ကိုရှားပွေစုံစမ်းနိုင်စွမ်းစေရပါမယ် ောကအကြောင်းကိုနားလည်စေုံသာမဟုတ်ဘဲနဲ့ဒီထက်ကောင်းတဲ့လောကကို ဖန်ဆင်းနိုင်စေရပါမယ်။ဒါကပညာရဲ့တရုပ်အကျင့်မြပဲဖြစ်ပါတယ်။ပညာဆိုလို့ရှိရင်ကာလဒေတာပယောကနဲ့ရှင်ရပါမယ်။လောကမှာလက်လက်တွေ့အသုံးလဲကြာရပါမယ်။ပညာမှာဆိုလို့ရှိရင်တညာလဲပါပါတယ်။ဉာဏ်နဲ့လဲရှင်ရမယ်။ဉာဏ်ကြီးတာတိုးတက်၍တင်ညာမရှိဘူးဆိုလို့ရှိရင်လေအိမြပုံမဆန်းကျဲပြောကျဲလာတဲ့ခေတ္တအကြောင်းကို နားမလည်နိုင်ပါဘူးလောကရပညာကို မတက်မသိပဲလောကရပညာဉာဏ်ကိုသာရလင်လောကရပညာရဲ့တန်ဖိုးကိုဒင်းပြေမတုံနိုင်ပါဘူးတန်းပြေအခြေအနေပြဒနာခေရဲ့အခြေအနေနဲ့မရှင်ဘူးဆိုရင်တော့တိုင်းပြည်ထောင်ခြင်းခေပြင်ခြင်းမပြုနိုင်ပါဘူးမွေးကလေးကတေတီအထိအယူဝါဒအပြောင်းလဲမရှိသူဟာဆိုလို့ရှိရင်ပညာတတ်တယ်လို့မဆိုနိုင်ပါဘူးလူတယောက်ရဲ့တက်တန်းမှာ အစပထမကတိမြင်လာတဲ့စိတ်နေစိတ်ထားဝါဒတို့ဟာဆိုရင်အမှန်ကြီးမဟုတ်ပါဘူးပြုပြင်ပြောင်းလဲရမှာဒါပဲဖြစ်ပါတယ်ယနေ့အယူဆနဲ့နက်ပြန်ယူဆတို့ဟာလူကျင်မှလူပါလိမ့်မယ်အမှန်ကလူတဦးရဲ့တဘဝမှာကျွန်ုပ်တို့ဟာဆိုလို့ရှိရင်အယူဝါဒပြောင်းလဲခြင်းများကိုတွေ့ရတဲ့အခါအဲ့ဒီလူဟာတမာတိမတိရှိနောက်မညီဟုထင်မှတ်မှားကြပါတယ်တမာတိမတိခြင်းမှာကိုကျင်တရားဖောက်လဲဖောက်ပြန်ဖြစ်ခြင်းပဲဖြစ်ပါတယ် ဝါဒပြောင်းလဲမှုကတော့ဉာဏ်အမြင်ရဲ့ပြောင်းလဲမှုကြောင့်တမာရီမတည်ခြင်းမဟုတ်ပါဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်တနည်းတုတ်တက်ခြင်းလို့ပဲဆိုရမှာဖြစ်ပါတယ်ဒါကိုလေ့လာလိုက်တဲ့အခါမှာဆရာတို့ကဘာကိုတွေ့ရလဲဆိုတော့ဘုကျောင်းအောင်ဆန်းရဲ့သူ့ရဲ့ចောင်းသားဘဝဖြတ်တန်းခဲ့ရပုံနေနောက်တစ်ခုကဘာလဲဆိုတော့ပညာဆိုတဲ့သကလုံးပေါ်မှာပညာကိုဘလို့သဘောထားလဲဘလို့မြင်လဲဆိုတာတွေကိုပါဆရာတို့ကလေ့လာသိရှိရတာပဲဖြစ်ပါတယ် ပညာဆိုတာစာသင်ခန်းထဲမှာသင်လိုက်တဲ့ပညာတွေကိုတက်လိုက်ရုံနဲ့ဒါပညာတက်တယ်လို့မခေါ်ပါဘူးဒါသင်ညာတက်တယ်လို့ပဲခေါ်လို့ရပါမယ်အဲ့တော့ပညာဆိုတာစာအုပ်ထဲမှာပဲရှိတာမဟုတ်ဘူးစာအုပ်ကိုကြော်လွန်ပြီးတော့မြင်နိုင်စွမ်းရှိမှသာဒါပညာလို့ဆိုရပါမယ်အဲ့တော့ဒီအကြောင်းဒီမှာတင်နေတဲ့သင်ခန်းစာတွေကလည်းမလိုအပ်ဘူးလားဆိုတော့မဟုတ်ပါဘူးအဲ့တော့ဒီပညာရပ်တွေကိုလည်းတင်ယူဖို့လိုအပ်ပါတယ်ဆိုလိုချင်တာအတင်ညာလဲလိုအပ်တယ်ပညာလဲလိုအပ်တယ်ဆိုတဲ့အသည့်ကိုလေ့လာတွေးရှိရပါတယ် ဒါကတော့20ရာစုဘိုးကျော်အောင်ဆန်းရဲ့ကိုရိုင်းရဲ့အထုပ်ပတ္တိယနေ့ကောက်နှုတ်ထားတဲ့ဘိုးကျော်အောင်ဆန်းရဲ့အကြောင်းသားဘဝနေ့ပညာရေးအမြင်ကြောင်းကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ခုပေးထားတဲ့ခက်ဆက်ပွင့်နေကတော့အလို့ကျမှတ်ပေးရမှာဖြစ်ပါတယ်။ဒီဇကလုံးနေ့ရဲ့အဓိပ္ပာယ်တွေကိုပြည့်ပြည့်စုံစုံပြီးရှိမှသာလင်ရှေးကတင်ကန်းစာတွေကိုဖတ်ရှုတဲ့အခါမှာလေးလေးချာချာဂဂနာနာနားလေသိရှိမှဖြစ်ပါတယ်။နောက်တစ်ခုလင်္ကာတွေကိုလေ့လာကြည့်ကြရအောင်။ ဒီသင်္ကန်းစာမှာဘာလင်္ကာတွေပါလဲဆိုတော့ဝင်္ဂဗုဒ္ဓအလင်္ကာယူပကအလင်္ကာနော်ဝင်္ဂဗုဒ္ဓအလင်္ကာဥပမာအလင်္ကာအဲစသဖြင့်အလင်္ကာ၃မျိုးတွေ့ရတယ်ပေါ့ဒီအလင်္ကာ၃မျိုးကိုဆရာရှိရတဲ့စာတွေမှာရှင်းပြခဲ့ပြီးဖြစ်တယ်ဒီသင်္ကန်းစာမှာအကျဉ်းချုပ်ပေါ့နော်အရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဝင်္ဂဗုဒ္ဓအလင်္ကာဆိုတာဘာလဲနော်ဝင်္ဂဗုဒ္ဓအလင်္ကာဆိုတာကတော့ ဓာတ်ရိုက်မရေးပဲနဲ့လွယ်ဝရေးဖွဲ့ထားတာကိုဝင်ကားဝတိလင်္ကာလို့ခေါ်တယ်နောက်တစ်ခုယူပကလင်္ကာဆိုတာပါလေယူပကလင်္ကာဆိုတာကတော့လွယ်လွယ်ပြောရရင်ဂုံရင်တူချင်းထပ်တူပြူရေးဖွဲ့ထားတာကိုယူပကလင်္ကာလို့ခေါ်ပါတယ်နောက်တစ်ခုကဥပမာလင်္ကာဥပမာလင်္ကာကတော့ခိုင်နိုင်ရေးဖွဲ့ထားတာကိုဥပမာအလင်္ကာလို့ခေါ်ပါတယ်ဒါလို့ဆိုရင်အလင်္ကာနဲ့ပတ်သက်ပြီးတော့နားလေတော့ပေါက်တယ်လို့ယုံကြည်ပြပါတယ်အဲ့တော့ဒီအလင်္ကာနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိကျင်နေဆိုရင်တော့အပိုင်း၃အလင်္ကာဆိုတော့ ်သင်ခန်းစာမှာတွားပြီးတော့ကြည်ကြည်ပြန့်ပြန့်လေ့လာလို့ရပါတယ်။ဆေးရသင်ခန်းစာတွေကိုကြည်ညံ့ညံ့လေ့လာသိရှိခဲ့ပြီဆိုရင်တော့ခုဖော်ပြပေးထားတဲ့မိကွန်းတွေကိုလွယ်ကူစွာပြည့်စုံနိုင်မှာပဲဖြစ်ပါတယ်။ခုဖော်ပြပေးထားတာတွေကတော့မိကွန်းတို့တွေပဲဖြစ်ပါတယ်။မိကွန်းတို့တွေကိုဖြည့်တဲ့အခါမှာအတိတိကျကျဖြည့်စုံပေးရမှာဖြစ်ပါတယ်။လိုရင်းတူရင်းဖြည့်စုံလို့လည်းရပါတယ်။နောက်တစ်ခုကတော့မိကွန်းရှိဖြစ်ပါတယ်။မိကွန်းရှိကိုဖြည့်စုံတဲ့အခါမှာဒီမိကွန်းမှာမေးထားတဲ့အကြောင်းအရာနဲ့လိုက်လျောညီထွေဖြည့်အောင် အဝင်ကွင်ကျဖြစ်အောင်နောက်အချက်လက်ပြည့်ပြည့်စုံစုံဖြစ်အောင်အထူးကူပြုရေးသားဖြည့်ဆည်းရမှာပဲဖြစ်ပါတယ်။အောက်မှာပေးထားတဲ့လေ့ကျင့်ရမိကုန်းတွေကတော့ဒီဗိုလ်ချုပ်ဆန်ရဲ့ចောင်းသားဘွားနဲ့ပညာရေးအမြင့်ဆိုတဲ့သင်ခန်းစာကိုလေ့လာပြီးတဲ့အခါမှာဘာတွေကိုမှတ်သားရလဲဘာတွေကိုသိရှိလိုက်ရလဲဘယ်လိုမျိုးခံချက်တွေရရှိသွားလဲဘယ်လိုခံစားချက်တွေဖြစ်ပေါ်လာလဲဒါတွေကိုအခြေခံပြီးတော့ဖြည့်ဆည်းရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။